ဒီကနေ့ဇွန်လ14ရက်နေ့မနက်ကတရုတ်ဆောင်ပိုင်တကွနဲ့လင်းမြဘူးတို့ရဲ့စူလျားရေးပတ်ထိမ်းမြမင်္ဂလာအေကံပွဲကြီးကိုပြုလုပ်ခဲ့တာဖြစ်ပြီးအဆိုပါမင်္ဂလာပွဲမှာတရုတ်သားအရန်တွေပြုလုပ်ခဲ့ကြတဲ့အမှုပညာရှင်များမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပိုင်တကွကတော့သူရဲ့ချစ်သူကောင်မလေးကိုကိုရီးယားနိုင်ငံရဲ့ဟမ်မြက်နဘေးမှာလက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ25ရက်နေ့မှာမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်တော့ တရုတ်ဆောင်ပိုင်းတကော်နဲ့လင်းမြဖူးလို့ရဲ့ဆူလျားရစ်ပတ်ထင်းများမင်္ဂလာအခမ်းပွဲကြီးကုန်ဒီကနေ့ဇွန်လ14ရက်နေ့မနက်ကအီရာဗာတီဟိုတယ်မှာခန္ဓာကြီးကျယ်စွာနဲ့ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်ထာဝရချစ်ချင်းကိုအတီးပြုတဲ့မင်္ဂလာဝတ်ဆောင်ကိုတိမ်မောင်းများစွာတန်တဲ့စိန်စီထားတဲ့အဖြူရောင်ထိုင်မသိန်းကိုဝတ်ဆင်ခဲ့ပြီးမင်္ဂလာခမ်းမကိုစည်းကြီးလုံးနဲ့အဖြူရောင်ပန်းမောင်းများစွာနဲ့ပြင်ဆင်ထားခဲ့တာဖြစ်ပြီးကြီးကျယ်ခန္ဓာတဲ့မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်အဆိုပါပိုင်နဂွန်ရဲ့မင်္ဂလာပွဲလေးမှာတော့ တရုတ်ဆောင်အောင်ရဲလင်တရုတ်ဆောင်အေဂျင့်မောင်တရုတ်ဆောင်အလင်းရောင်တရုတ်ဆောင်တီစာလင်းရောင်တို့ကသတို့သားအရန်တွေအဖြစ်ပါဝင်ကူညီပေးခဲ့ကြတာလည်းဖြစ်ပါတယ်။မင်းသားကျောင်းပိုင်တကွနဲ့လင်းမြဖူးတို့ရဲ့စူလျာရစ်ပတ်ထိမ်းမြမင်္ဂလာပွဲကြီးရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်ကြီးအတွက်အခုလိုပဲတင်ဆက်ပေးလိုက်ရပါတယ်ရှင်။